thank uh you -huh. မင်္ဂလာပါရှင်ခေတ်တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြည်တော်ကိုဗဟုပြုပြီးအင်အား၃ဒသမ9အစင်ငလင်လောက်ခတ်မှုနန်းစီဒီယံဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်နေကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ကိုဗဟုပြုပြီးဒီကနေ့မနက်ပိုင်းအင်အား၃ဒသမ9အစင်ငလင်လောက်ခတ်ခဲ့ရာနန်းစီဒီယံဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်ခဲ့ကြောင်းဒေသခံပြည်သူများနဲ့ဝန်ထမ်းအတိုင်းဝိုင်းကပြောပါရယ်ဒီကနေ့မနက်09:26မိနစ်ချိန်နေပြည်တော်တက်ကုံမြို့ရဲ့အနောက်ဘက်19မိုင်ခန့်နေရာကိုဗဟုပြုပြီးအင်အား၃ဒသမ9အစင်ရှိငလင်လောက်ခတ်သွားပြီးငလင်မှာတိတိတ တာလောက်ခတ်တာကြောင့်ပြည်သူများလမ်းပေါ်ပြေးထွက်ရခြင်းနဲ့အစိုးရဝန်ကြီးဌာနရှာရင်ယုံတချို့မှာဝန်ထမ်းများအပြင်ကိုပြေးထွက်ရမှုတချို့ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ငလင်လောက်တာကတော်တော်လေးတိတာတော့အကုန်အပြင်ပြေးထွက်ရပဲလှုပ်တဲ့အချိန်နည်းနည်းလေးကြာနေလို့ခံစားရတယ်။တိတိတာတာကိုလှုပ်သွားတာလို့နေပြည်တော်တက်ကုန်းမြို့မှာပြည်သူတအုပ်ကဆိုပါတယ်။မလ28ရက်နေ့ပြင်အား9တသမ9အစဉ်ရှိငလင်ကြီးလှုပ်ခတ်ပြီးရင်နောက်နောက်ဆက်တွဲငလင်ပေါင်းများစွာလှုပ်ခတ်လျက်ရှိရာဒီကနေ့မနက်ပိုင်းလှုပ်ခတ်တဲ့ငလင်အပါအဝင်နောက်ဆက်တွဲငလင်စုစုပေါင်း189ကျင်း ်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဇလပီ မော်ဖိုခိစကန်ကိုနေတပိုင်းတိုက်ခိုက်ပြီး KNU တင်းယူတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့ကထိုင်းမြန်မာနယ်စပ်နီးမှာရှိတဲ့မော်ဖိုခိမော်ဖိုခိစကန်ကိုမေလ19ရက်မှာနေတပိုင်းတိုက်ခိုက်ပြီး KNU ကတင်းယူလိုက်ပြီးလို့ကရင်စစ်ရေးတရင်အရင်မြစ်တွေကပြောပါရယ်။လိုင်းပွဲမြို့နယ်ကြောကေထရွာနယ်မော်ဖိုခိရွာကြားမှာရှိတဲ့အဲ့ဒီစကန်ကိုဒီကနေ့နေကင်းပိုင်းတနအီမှာ KNU တပ်မခွနစ်ကဒရုန်းတွေနဲ့စတင်တိုက်ခိုက်ပြီးညပိုင်းမှာတင်းယူလိုက်တယ်လို့တရင်အရင်မြစ်တွေကပြောပါရယ်။အသေးစိတ်အချက်အလက်တွေကိုတော့မသိ ရသေးပါဘူးလိုင်းပွင့်မြို့နယ်ပိုင်ကြုံမြို့ဒေါနာတောင်တန်းအရှိချမ်းထိုင်းနေဆက်တလျှောက်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကပူးလူတူခလေတေတခေါပီခီ မောဖားသူစခန်းတာလင်ပြူဟာနဲ့မဲလာစခန်းတို့ကိုအခုနှစ်အတွင်း KNU တပ်မခွနကသိမ်းယူထားပြီဖြစ်ပါတယ်အဲ့ဒီဒေသမှာလက်ချက်စခန်းတစ်ခုပဲကျန်ရှိရမှာ မောဖို့ပီမောဘူးကေစခန်းကြပြီးရနောက်မှာတော့နော်တရားစခန်းပဲကျန်မှာတော့ဒီနေ့ဖြစ်ပေါ်တဲ့တိုက်ပွဲကြောင့်စစ်ရှောင်ဦးရီတရားကျော်ကထိုင်းနိုင်ငံတာခရိုင်သာဆောင်ရမ်းမြို့နယ် မဲတန်ယွာစီ လာရောက်ခုလုံနေရလို့နေဆက်ထိုင်းသတင်းရင်းမြစ်တွေကဖော်ပြပါရယ်စစ်ကောင်စီတပ်ကတော့ကြံရှိနေတဲ့စခန်းတွေမကြဘူးမြေပြင်ကနေစစ်ကွန်စီလွတ်နိုင်စွမ်းမရှိတော့ဘဲလေးချောင်းပစ်ကူကိုသာအားပြုနေရတယ်လို့ကရင်စင်ရေးသတင်းရင်းမြစ်တွေကပြီးခဲ့တဲ့ရက်ပိုင်းတွေကပြောပါရယ်ထိုင်းမြန်မာနေဆက်မှာနေရယူတက်ဆွဲထားတဲ့မဆုတ်တမ်းခန်းစစ်စခန်းတွေခြေကုပ်စခန်းတွေဇက်တိုင်ဆုံရှုံနေရတဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့သတင်းအမှောင်ချထားပါရယ်နေဆက်နေဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနေဆက်မြေတရှောင်းတက်ပြန့်ပြီးမြန်မာဘက်အချံကအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေ ရလို့ထိုင်းမီဒီယာတွေကဖော်ပြကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ရှီကျင်းဖြင့်မင်းအောင်လိုင်းတွဲဆောင်ခဲ့မှုအပေါ်တုံသက်ချက်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ရုပ်သေးလိုအမည်တွင်နေတဲ့မင်းအောင်လိုင်းကမော်စကိုမှာရှီကျင်းဖြင့်နဲ့ရှာရှာပါပါတွေ့ခွင့်ရခဲ့စဉ်အတွင်းနိုင်ငံတွင်းရှိတရုတ်အကျိုးစီးပွားကိုစွန့်စွန့်တမန်ကာကွယ်ပေးသွားမယ်လို့ကတိပေးခဲ့ရှာပါတယ်။ကြာတာပရင်းဒီမှာတော့နှစ်ထိုးကြီးမျိုးနဲ့တွင်းရှိတရုတ်ဒဏ်ငွေပိုင်လိုင်းမှာခွဲထုံစကံ off state station တခုကိုစောင့်ကြံနေတဲ့စစ်ကောင်စီတပ်သား80ခန်းကပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့တိုက်ခိုက်လာမှုကြောင့်စခန်းကိုဆုံးခွာပြီးကိုလွယုံထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။တရုတ်အစိုးရမီဒီယာတွေက၄နှစ်အတွင်းပထမဆုံးချိန်တွေ့ဆုံခဲ့မှုလို့ဖော်ပြခဲ့ပြီးရှီချင်းပြင်မှာတရုတ်ဝန်ထမ်းများဖွဲ့စည်းများ project များလုံခြုံမှုရှိရေးကိုအာမခံပေးဖို့အတွက်နေဆက်ဖြတ်ကြောင်းရာဇဝတ်မှုများတိုက်ဖြတ်ရေးကိုအချိန်မြင့်လှုံ့ဆော်ပေးဖို့တိုက်တွန်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲဒီလိုတွေးဆောင်ခဲ့မှုအပေါ်နိုင်ငံတကာရှိမြမအရေးလီလာတောင်တက်သူတွေရဲ့တောင်တက်ချက်တွေကို South China Morning Post မှာဖော်ပြထားတာကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဂျေဆန်တာဝါအမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူရှီချင်းဖင်က၄နှစ်ကျော်မတွေ့ဘဲထားခဲ့ရမှာအခုအခါကြာရှုံးလာနေပြီဖြစ်တဲ့စေအုပ်စုကိုပို့ပြီးထောက်ခံပေးဖို့လိုအပ်လာတယ်လို့ယူဆလာတာကိုထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။အဲဒီလိုတွေးဆောင်နိုင်ဖို့ရုရှားဘက်ကလည်းနေရထိုင်ခင်ကအစာစီစဉ်ပေးခဲ့တာကိုကြည့်မယ်ဆိုရင်ရုရှားနဲ့တရုတ်ကမြန်မာအရှိပေါ်ပို့ပြီးနီးနီးကပ်ကပ်ညှိနှိုင်းလာမှုကိုပြဆိုနေပါတယ်။ ဒါပေမဲ့လည်းရှီကမင်းအောင်လိုင်ကိုလက်ခံတွဲဆောင်ခဲ့မှုကြောင့်မြန်မာနိုင်ငံတွင်တရုတ်ဆန့်ကျင်ရေးသဘောထားတွေပြင်းထန်လာခဲ့ရတာကသာအဖက်တင်ခဲ့ပါတယ်။တရုတ်ရဲ့အပြင်းထန်ဖိအားပေးမှုတွေကြောင့်ကိုကန့်ဖွဲ့ကလာရှုကိုပြန်ပေးလိုက်ရတဲ့အထိဖြစ်လာခဲ့မှုအပေါ်လဲစိုးရိမ်မကင်းဖြစ်မှုတွေကြီးထွားလာခဲ့ပါတယ်။စက်တိုက်ဆိုသလိုအရှက်ရနေတဲ့မင်းအောင်လိုင်ပေါ်အနေငယ်အသက်ရှူချောင်းသွားစေခဲ့ရတော့လေ။၎င်းတို့အသက်ဆက်နိုင်ဖို့အတွက်တရုတ်ပေါ်ပိုပြီးမိခိုလာရမှုတွေကြောင့်ပြည်ပအားကိုပစံရို့လို့တမုတ်ချင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ကင်မရာရှိများအပြုံးများဝေစာနေတော့လဲနောက်ွယ်မှာတော့လောက်ရမှာဆိုတဲ့ရွေးကောက်ပွဲအတွက်စစ်မြေပြင်မှာတိတိတသာတိုးတက်လာအောင်လုပ်ဖို့ပြောဆိုပွဲရှိပါတယ်။တရုတ်ကရွေးကောက်ပွဲကိုစစ်အုပ်စုရင်သွားနေရလမ်းကြောင်းမှာခွဲထုတ်နိုင်မှုဖြစ်ရှုမြင်ထားတယ်။ဒါကလည်း၎င်းတို့မြည်သူများအနိုင်ရတော့မှာမဟုတ်ဆိုတာကိုကောင်းစွာသိရှိထားပြီးဖြစ်လို့နိုင်ငံရေးအဖြေရှာနိုင်ရေးဗန်လင့်လာခြင်းဖြစ်တဲ့အတိုက်ခံတွေဘက်ကအနိုင်ရသွားမယ်ဆိုရင်တရုတ်အတွက်ရှုပ်ထွေးလာနိုင်တဲ့ Federal Democracy နဲ့အဲ့ဒါထပ်ပို့ပြီးဆိုးသွားနိုင်တာကရေရှည်လာမယ်ပြည်ရင်းစစ်ကြီးဆို တဲ့အန်တီအရေးရှိနေပါတယ်။ဒီအကြောင်းတွေကြောင့်စေအုပ်စုအလွန်နိုင်ငံရေးမှာစစ်တပ်ကအတိုင်းအတာတစ်ခုထိကိုစားပြုနိုင်မဲ့ပုံစံမျိုးသာအလိုရှိနေပါတယ်။ဘီဂျင်းကထွက်ပေါ်လာမယ့်အစိုးရပုံစံပေါ်တန်တရာရှိနေတော့လဲ၎င်းတို့အတီးကထားနေတဲ့ကြားကရေဆက်တီတာတည်ငြိမ်ရေးနဲ့၎င်းတို့အကျိုးစီးပွားကာကွယ်နိုင်ရေးပဲဖြစ်ပါတယ်။ ကီလိုမီတာတထောင်ကျော်ရှိပြီးဒေါ်လာ15ဘီလီယံခန့်ကုန်ကြနိုင်ပြီးကြောက်ပြူစိတ်ကမ်းမှာတော့မူဆယ်အထိဖောက်လုံးမဲ့စင်းကြံလမ်းမကြီးကတော်လိုင်းတပ်ပေါင်းစုရဲ့ထိန်းချုပ်နေမြများကိုဖျက်တမ်းသွားမှာဖြစ်ပြီးတိုးတက်မှုတစုံတရာရှိမလာတဲ့ပြင်မန်တလေးမူဆယ်မီရဲ့ဌာလန်ကလည်းရပ်တန့်ထားပါဗျ Michael Grievers 12ဘတ်ပါမောက်ကဒိမန် အာဟုတက္ကသိုလ်မှရေးသားထားတာကပြီးချင်းကအခုခါအာရခတတော်မှရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်၎င်းတို့ရဲ့ရှင်ဝန်နဲ့လမ်းစီမံကိန်းများအတွက်အစိုးရမကင်ဖြစ်လာနေပါတယ်။နိုင်ငံရေးအစီအမံများကိုလည်းနိုင်နိုင်ချိန်ချိန်နဲ့ဆက်ပြီးလုပ်ဖို့အတွက်တရုတ်သမ္မတမှမင်းအောင်လှိုင်ကိုပြောတယ်လို့လူသိရှင်ကြားထုတ်ပြန်လာခဲ့ခြင်းကပဲရွှေကောက်ပွဲမတိုင်ခင်အခြေအနေတွေပိုပြီးတည်ငြိမ်လာအောင်လုပ်တည်နေလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒီလိုမဟုတ်ရင်၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့နေရာကွက်ကွက်လေးမှသာပြီးစလဲလုတ်သွားတော့မှာဖြစ်ပါတယ်။ ရှီကျင်းပြင်ကမင်းအောင်လိုင်ကိုမြောက်ပိုင်းနဲ့အရှိမြောက်ဒေသရှိတိုင်းရင်းသားဖွဲ့များနဲ့ပြည်လင်းအောင်လှုပ်ဆဲခြင်းတော်လဲမင်းအောင်လိုင်ဘက်ကဘလို့မှမလိုက်ရောပဲဘုံများဇက်တိုက်ဆိုသလိုကျဲနေတာကရှီမျော်လေးနဲ့စင်ကျင်းတို့တရားလက်ကင်ထားတဲ့ခေါင်းဆောင်မှုမျိုးဖြစ်မလာခဲ့လို့သတင်းစာမှာဖော်ပြထားပါတယ်။မိမိမြင်ကိုပြောရရင်ရှီကျင်းပြင်မှာငလင်တန်ခက်ခဲနေရတဲ့အချိန်မှာပဲအချိန်ပေါင်းများစွာပုံကျဲတိုက်ခတ်နေတဲ့ဖြစ်ကိုသိနေပြီးချင်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 းလှုပ်ဖို့လူသိရှင်ကြပြောဆိုသွားခြင်းဖြင့်ဒီဖြစ်စဉ်တွေကမိမိတို့မြောက်ပြီးနေခြင်းမဟုတ်လို့ရှောင်လွှဲလိုက်ခြင်းသာဖြစ်ပါတယ်။ မင်းအောင်လိုင်ဘက်ကလည်းရွှေကောက်ပွဲလုပ်ဖို့နဲ့တရုတ်တို့ဖြစ်စေခြင်းသလို၎င်းတို့အာနာတီမြဲနေဖို့ဒီနီးလန်းသာရှိတော်တယ်ဆိုပြီးအကြောင်းပြလာမှသာဖြစ်ပါတယ်။အဲ့ဒီအတွက်ငကူကလေးကအာနာဟာတနက်ပြောင်းဝကထွက်လာတာကိုလက်ခံထားတဲ့တရုတ်အစိုးရကလည်းသဘောပေါက်စေဖို့အထူးတလဲပြောနေစရာမလိုတရုတ်အစိုးရလိုလာတဲ့ငြိမ်းချမ်းရေးကစစ်ဗိုလ်ချုပ်များအုပ်ချုပ်ပြီးလူထုကလည်း anticipatory obedience ပုံစံမျိုးနဲ့ ကျူးနွန်လာရေးပဲဖြစ်ပါတယ်ဥပမာအားဖြင့်မြစ်ဆုံလိုကိစ္စမျိုးထပ်ဖြစ်ပေါ်လာမှာကိုစိုးရင်စရာမရှိဒါပေမဲ့တရုတ်ကွန်မြူနီကောင်ဆောင်ကြီးကမင်းအောင်လိုင်ကိုလက်ခံတွေးဆောင်ပေးခဲ့မှုကိုအခွင့်အရေးတရဖြစ်အသုံးချပြီး၎င်းအနေနဲ့ပါပါနဲ့နဲ့ရှောင်ထွက်နိုင်ခွင့်ရသွားခြင်းပဲဖြစ်ပါတယ်ရှီချင်းပြင်ကနိုင်နိုင်ချီချင်းလှုပ်ဖို့ပြောပြီးမကြမီမှာပဲတပင်းရင်းမျိုးနဲ့တွင်းရှိစာတင်ကြောင်းကိုဖုံးကျဲတိုက်ခိုက်ပြီးကလင်းတငယ်နှစ်ဒါဆင်ကတည်ဆုံးသွားတဲ့သတင်းစိုးကြီးကထွက်ပေါ်လာပါတယ် တရုတ်ဘက်ကမတက်တာလို့ရင်ကုန်နှုတ်ပိတ်နေရတော့လေ၎င်းတို့ဘက်မှဆက်လက်နဲ့များထောက်ပံ့ပေးနေတာကိုတကဘာလုံးကတည်ထားလို့ဒေါသအမြဲချောင်းချောင်းထွက်နေတာသာဖြစ်ပါတယ်။ဒါကိုတည်တဲ့မင်းအောင်လိုင်းတို့စေအုပ်စုက၎င်းတို့လက်ဝယ်ရှိများပြားလာတဲ့ Facebook နဲ့ Telegram အကောင့်တွေကိုတုံပြီးလုတ်ကြံဖန်တီးတဲ့သတင်းတွေဖြစ်တယ်လို့ဆိုပြီးလိန်ညာထုတ်လွှင့်ခြင်းမင်းသားမင်းသမီးများရဲ့မင်းငယ်ကျုံးငယ်နာများရေးသားထားတဲ့သတင်းများဖြင့်အာယုံလွှဲနိုင်ဖို့စီမံချက်တရအဖြစ်အမြန်အကောင့်ထဲပေါ်လာခဲ့ပါတယ်။၎င်းတို့ရဲ့ post မှာ comment များကလည်းတူညီလူညီပါဖြစ်နေတယ်လို့ NUG ပြောကွ ွင့်ရဦးနေဖုံလက်ကပြောတာကိုရေးသားထားတာကိုသတင်းမှတင်ဆက်ပေးလိုက်ရပါရရှင်